မင်းညာရှင်နေခဲ့တဲ့ချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့ကလပ်ထရုအသင်းတို့ရဲ့ပွဲစဉ်ကတော့3-0ဆိုတဲ့ရလဒ်နဲ့အတူမှတ်တမ်းသစ်တွေပေါ်ထွက်ခဲ့ပါပြီ။ပရီးမီးယားလိမှာစောင်းဝင်သွားလို့ခဏငြိမ်နေပေမဲ့စင်ပြန်ကြီးတို့အသင်းဟာချန်ပီယံလိမှာတော့ဇယားထိတ်တဲ့ကြီးမှာမဲမဲကြီးထိုင်ပြုံးပြလို့နေပါတယ်။အာဆင်နယ်အသင်းတို့အနိုင်ကိုးတွေကိုတော့ပွဲချိန်25မိနစ်မှာမတူကီယာနိုင်ပွဲနောက်ကကစားသမားတွေကိုအလွယ်တကူကျော်ဖြတ်ပြီးအချိန်ပြင်းပြင်းကန့်သွင်းယူပြခဲ့ပါတယ်။ ဒုတိယမြောက်ကိုလည်းမတူကြီးရပဲဒုတိယပိုင်းဆက်စပ်ခြင်း၄၆မိနစ်ရောက်မှခေါင်းတိုက်သွင်းယူပေးခဲ့ပြန်ပါတယ်။ဒါအတူတူချန်ပီယံလိမှာနှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကနာအုပ်အတွက်တစ်ယောက်ကိုတော့မာတင်နယ်လီက55မိနစ်ရောက်မှကွင်းရဲ့ဘယ်ချမ်းကနေအတွင်းထဲကိုဖြတ်ဝင်လာပြီးအေရီယာအဆက်ကနေညာချင်းနဲ့လှလှပပကန်သွင်းယူလိုက်ခဲ့တာပါ။ဒီကောတိတ်ကိုလှပလွန်ခဲ့တယ်လို့အသင်းရဲ့ပရိသတ်တွေကချီးကျူးခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲစင်ပြန်ကြီးတို့ဟာချန်ပီယံလိမှာ6ပွဲကစား6ပွဲနိုင်ဆိုတဲ့ရာထူးနဲ့အတူဇယားထိတ်ဆုံးမှာပြုံပြုံကြီးရက်တည်နေနေတာပဲဖြစ်ပါတယ်။ပေကိုတကိုးတာခွင့်ပြုပေးထားခဲ့ရတဲ့စင်ပြန်ကြီးတို့ခံစရာတန်မဏိလိုမှာကြောင်းနေခဲ့ပါတယ်။ဒါအပြင်ဒံယာကြောင့်ကာလရှိချာအနားယူနေခဲ့ရတဲ့ဂါဘီယယ်ကြီးဆက်ကလည်းအတင်းနဲ့အတူပြန်လည်ပူပေါင်းလာနိုင်ပြီးခြေဆွမ်းပြတ်ကစားပေးနိုင်ခဲ့ပါတယ်။ဒါအာဆင်နယ်တင်းရဲ့အနာဂတ်အတွက်အထူးအရေးပါတဲ့ special player တစ်ယောက်ကို လက်ခင်းစိမ့်တွေပေါ်မှာပြန်လည်တွေ့မြင်ရတာလည်းဖြစ်ပါတယ်။16နှစ်သားလေးမာလီဆယ်မွန်လိုမျိုးလူငယ်ကစားသမားကိုဝတ်ထုတ်ပေးခဲ့တာဟာလည်းအသင်းရဲ့အနာဂတ်အတွက်ပါရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေကြောင်းဖော်ပြနေပါတယ်။အာဆင်နယ်တင်းဟာချန်ပီယံလိမှာတရားရာဂိုင်းတို့အနိုင်ရတဲ့မှတ်တမ်းနဲ့အတူအောက်စုထိပ်ဆုံးမှာရပ်တည်နေပြီးနောက်တစ်ဆင့်ကိုအေးအေးဆေးဆေးခြေချနိုင်ခဲ့ပါပြီ။အာဆင်နယ်ပြန်လာနေပြီးကမ္ဘာပေါ်ကဘဒူရီယာနဲ့ချက်တက်နိုင်အောင်ပါလေ။ ဂါနာတို့ရဲ့ခန်းနာတဲ့ planlog image ကအမှန်တကယ်ဖြစ်လာမလားဆိုတာစောင့်ကြည့်ကြအောင်ခင်ဗျာအားကစားချစ်သူတွေအတွက်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကွန်တက်တွေကိုအမြဲတည်ဆက်ပေးသွားမှာမို့ subscribe ထားဖို့မမေ့နဲ့နော်